ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြိုင်ပွဲတွေအောင်လည်းမလားပါ။တိုက်စစ်မှုအသေးအံလိုက်နေတဲ့ Man United အသင်းက Victor Osimhen ရဲ့အပြောင်းရွှေ့အပါဝင်တစ်ဖက်ကလည်း Hugo Akitike အပြောင်းရွှေ့ကိုအသေးအံလိုက်နေတယ်။ဒီနေရာမှာ Manchester United အသင်းတို့အခုလက်ရှိမှာသတင်းကောင်းကဗာလဲဆိုတော့ Itran Frankfurt ရဲ့တိုက်စစ်မှုကို Man United တသင်းတွေကပဲဆက်သွယ်မှုပြုလုပ်ပြီး ချိုးပန်းလျက်ရှိကြောင်းဖော်ပြလာတယ်။ဒီအသက်22နှစ်အရွယ်ရှိတဲ့ပြင်သစ်တိုက်စစ်မှုကို Manchester United ကသာဆက်သွယ်မှုပြုလုပ်ထားကြောင်းနဲ့ဒါ Sky Germany ရဲ့ဖော်ပြချက်ရာရော Kicker Magazine ရဲ့ဖော်ပြချက်ရာ Hugo Akitike ကိုဒါအခုလက်ရှိနီးပြ Ruben Amorim ကသဘောကျတယ်။ တို့ရဲ့နံပါတ်2 choice က Victor Yokres ဖြစ်ခဲ့သည့်တိုင်အောင်ဒီစားမောက်ကိုရဖို့ခက်လာတဲ့အတွက်ကြောင့် Itran front pack ကစားမောက်ကိုပိုသဘောကျတယ်ဆိုတော့ Oshihan ကိုတို့သဘောကျတယ်ပြဿနာက Sodi Club Ahila အသင်းက Euro 90တိပေးပြီးသူကိုနောက်တစ်ချိန်ထပ်ပြီးကြိုးပမ်းထားတယ်လက်ရှိမှာတော့ Garasa Riga 24တန်းပေးထားတယ် Man United ကသူ့ကိုလိုချင်ရင်12တန်းပေးရမယ်ပြောင်းရွှေ့ခြေက85တန်းဆိုတော့အခု မန်ယူနိုက်တက်ကအခုဘာလို့လဲဆိုတော့ Itran Frampat ကစားမကိုစကားပြောဆိုထားတယ် Itran Frampat ရဲ့အားကစားဒရိုက်တာဖြစ်တဲ့ Marcus Koshi ကဘာပြောလဲဆိုတော့ Manchester United အသင်းရဲ့တာဝန်ရှိသူလည်းဖြစ်တယ်လက်ရှိ Head of Recruitment တင်းက Christopher Vivier ဆိုတဲ့သူနဲ့ကတကယ်ကိုတကယ်ချင်းဆိုတော့ဒီစားသူတို့ချင်းစကားပြောတဲ့အခါမှာဒီစားမှာ ဟူဂိုအကီတီဂီကမန်ယူနိုက်တက်သားသူ့ကိုခေါ်မယ်ဆိုရင် သူပြောင်းရွှေ့ဖို့ဆန္ဒရှိတဲ့အကြောင်းထုတ်ဖော်ဝန်ခံပြောကြားလာတယ်။ဒါပေမဲ့ Itran Frontback ကတကယ်လို့ Chelsea ရော Liverpool ရော United ရော၃သင်းလုံးထဲထဲဝင်ဝင်လိုက်ရင်တတ်တရာသူတို့ရှော့မှာမဟုတ်ဘူး။ဒါပေမဲ့ကုလလောဆယ် German Media ရဲ့ဖော်ပြချက်အရ United တသင်းတည်းကပဲဒီစကားစားမောက်ကိုစကားပြောနေတယ်။ဆိုတော့ United ကတော့တန်း60လောက်နဲ့ target ထားနေတယ်။အဲ့ဒီနေရာမှာ Man United အသင်းကအခုသူတို့အသင်းရဲ့တိုက်စင်မှု Rashford Whiteland ကို ပေါင်38တန်းလောက်နဲ့ဒါ Inter Milan ကိုရောင်းဖို့သူတို့ချင်းကပ်နေတယ်။ Inter Milan အသင်းဘက်ကဒါ Whiteland ကိုသဘောကျတယ်။ဒါပေါင်38တန်းဆိုတာကအခုလက်ရှိ current market ပေါက်ချေနေဆိုရင် Euro 44တန်းတန်းနဲ့ဒီစားမောက်ကို Atlanta ကနေ Man United ကပေါင်82တန်းထိပေးရပြီးတော့ အင်တာမီလန်အသင်းကို32တန်းနဲ့ရောင်းဖို့သူတို့ဘက်ကကာလန်ထားတယ်။လာဂဇတာဒဲလိုစပေါ်ရဲ့ပေါ်ပြချက်ရာအင်တာမီလန်အသင်းနီပြတဲ့ခရစ်ယာန်ကီဘူးကဖိုင်လန်ကိုသဘောကျပြီးတော့ဒီစားမောက်ကိုခေါ်ချင်တယ်။မန်ယူနိုက်တက်ကလည်းအသင်းမှာအာမဝင်နိုင်တဲ့သူဖိုင်လန်ကယူနိုက်တက်မှာဆက်နေချင်တယ်။2030ကိုတည်ရှိတယ်။ဒါပေမဲ့ပြဿနာကသူကလည်းမထွက်ချင်ဘူး။ဒါပေမဲ့ယူနိုက်တက်ကအင်တာကိုရအောင်ရောင်းနေတယ်။ ရောင်းတဲ့တန်ကြီးကတော့ပေါင်38တန်းပဲပေးဆိုတဲ့သဘောတူညီမှုတစ်ချက်ကိုရတယ်ဒီနေရာမှာကိုသမားအိုနာနာကလည်းကလပ်ကမထွက်ချင်တော့ United ကအမီမာတီနက်စ်ကိုခေါ်ဖို့ကနည်းနည်းခတ်နေတယ်ခါလေကြတော့ရှီရင်သေးကစားမတွေကထွက်ဖို့ခတ်နေတာကသူတို့ကစားမရောင်းဖို့ခတ်တော့နောက်လူတွေခေါ်ဖို့ခတ်နေတယ်ဒီနေရာမှာ Real Betis အသင်းကအန်ဒရီကို ထပ်ပြီးကန်လန်ထားတယ်အန်ဒရီကိုကန်လန်မှုကပြောင်းရွှေ့ချေကဒါပေါင်35တန်းပြီးတော့မှတရာတီအငှားနဲ့ အပိတဝယ်ယူခွင့်မဖြစ်မနေဝယ်ယူခွင့်ကပေါင်35တန်းဆိုတော့အန်ဒရီဂို မန်ယူနိုက်တက်အသင်းကယူရိုတန်းတရာနဲ့ပေးတဲ့အချိန်မှာပေါင်35တန်းကဒီကနေ့ကျတော့ယူရို40တန်းအရင်ကြီးတော့လည်းမဆိုးဘူးသူတို့တန်း60လောက်တော့ရှုံးမယ်ဒါပေမဲ့ Rebatica သူ့ကိုသဘောကျ Rebatica သူ့ကိုဆက်ခေါ်ခြင်းနဲ့ Anthony ကိုယ်တိုင်ကလည်း Man United ကထွက်ပြီး Batic ကိုပြောင်းနေဆုံးဖြတ်ချက်ဟာသူ့ဘဝအတွက် United ကိုရောက်ပြီး အကောင်းဆုံးမှန်ကန်ဆုံးဆုံးဖြတ်ချက်တစ်ခုဖြစ်တယ်လို့ဆိုတယ်ဆိုတော့တရားလည်းသူတည်းထွက်ချင်တယ်ဆိုတော့ဘူလောဆယ်မှာ United ကအခီတီကီနဲ့ဒါတစ်ဖက်ကအော်စီမန်ကိုကြိုက်တယ်ဒါပေမဲ့အော်စီမန်ကခုကန်လာမှုတွေရမ်းများတယ်လာစားလည်းအရမ်းများတော့ United က option ကိုအခီတီကီဘက်ကိုလှည့်ကောင်းလှည့်နိုင်တယ်ဒါသူတို့တသိနေတော့ကန်လာမှုရှိပြီးတော့ white land ကို buyer ကိုဒါရောင်းလို့ရရင်ကိုသမားကတော့မထွက်လောက်ဘူးလို့ပြောတဲ့အတွက်ကြောင့်အခုလောလောဆယ်မှာသူတို့ဘက်က အန်ဒရီကိုပါထွက်ခွာခွင့်ပေးမယ်ဒါကိုထွက်သွားပဲဆိုရင်တော့ကစားမအစ်စ်ထောက်ဝဲဖို့ရှိပြီးတော့ယူကိုအာကီတီကေကို United ကတောင်းလျှောက် push လုပ်နေတဲ့အကြောင်း Sky Germany ကဖော်ပြထားတာပါအားလုံးကျေးဇူးတင်ပါတယ်